မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင် အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ကြားဆိုတဲ့အသုံးအနှုန်းလေးကို ပြောပြပေးသွားခြင်းပါတယ်ကြားဆိုတာကတော့အသုံးပြုတဲ့နေရာပေါ်မှာမူတည်ပြီးတော့အတိတ်ပဲမျိုးစုံ ကွဲပြားသွားနိုင်တာဖြစ်ပါတယ် จาโอเฉิงเนี่ยปัดตะโลต้องตะโลปั้นนี่มาแลเนาะปั้นเนี่ยปัดตะပြီးတော့လဲจาโอต้องตัวราတွေ့ရပါတယ်แกဒါဆိုရင်จาဆိုတဲ့စကလုံးလေးကိုပေါ်မှာမူတည်ပြီးတော့ဒီဘက်ကကြံတဲ့စကလုံးလေးတွေနဲ့ပေါင်းလိုက်ခြင်းအပြင်ကြာတလုံးနဲ့ကနေစကလုံးလေးတွေထပ်ပေါင်းလိုက်ရင် နောက်ထပ်အတိတ်ပဲတခုပြောင်းသွားတဲ့ဇကလုံးလေးတွေရမှာဖြစ်ပါတယ်ဒါဆိုရင်ကြာဆိုတဲ့ဇကလုံးကိုသေးဆိုတဲ့ဇကလုံးနဲ့ပေါင်းလိုက်မယ်ဆိုရင်ကြာသေးကြာဆိုတဲ့ဇကလုံးကိုကြာနဲ့ပေါင်းမယ်ဆိုရင်ကြာကြာကြာဆိုတဲ့ဇကလုံးကိုလေးနဲ့ပေါင်းမယ်ဆိုရင်ကြာလေးကြာဆိုတဲ့ဇကလုံးကိုမြင့်နဲ့ပေါင်းရင်ကြာမြင့်ကြာဆိုတဲ့ဇကလုံးကိုပန်းနဲ့ပေါင်းရင်ကြာပန်း ကြားဆိုတဲ့စကားလုံးကိုပွင့်နဲ့ပေါင်းရင်ကြာပွင့်ကြားဆိုတဲ့စကားလုံးကိုကန်နဲ့ပေါင်းရင်ကြာကန်နောက်ကြားဆိုတဲ့စကားလုံးကိုရှေးရှေးဆိုတဲ့စကားလုံးနဲ့ပေါင်းရင်ကြာရှေးနောက်ကြားဆိုတဲ့စကားလုံးကိုချင်းဆိုတဲ့စကားလုံးနဲ့ပေါင်းရင်ကြာချင်းဆိုပြီးတော့ရင်ဒီကြားဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ကနေပြီးတော့ရင် နောက်ထပ်ပွားလာတဲ့စကားလုံးလေးတွေ နော်တွေ့ရမှာဖြစ်ပါတယ်အဲ့လိုပဲကြားဆိုတဲ့သကလုံးလေးကိုအတွင်းမှာထားပြီးတော့ရှေ့မှာမပေါင်းမယ်နောက်မှာနော်သကလုံးလေးတွေထပ်ပေါင်းမယ်ဆိုရင်အတိတ်ပဲတမျိုးနောက်ထပ်ထွက်သွားမှာတွေ့ရပါတယ်နောက်ကြာဟိုရှေ့ကနေမနဲ့ပေါင်းရင်မဲကြာအဲ့တော့ဘယ်ခင်းဆိုတဲ့သကလုံးလေးနဲ့ပေါင်းရင်မဲကြာခင်း နော်ဒီလိုပဲကြာကိုမနဲ့ပေါင်းရင်မကြာနောက်ကမီဆိုတဲ့စကလုံးလေးနဲ့ပေါင်းရင်မကြာမီနော်မီပါမီမဟုတ်ပါဘူးမဟာထုတ်လုံးဆန်ခတ်မီမဟုတ်ပါဘူးမလုံးဆန်ခတ်မီပါနော်ဒီမှာလဲကြာဆိုတဲ့စကားလုံးလေးကိုမနဲ့ပေါင်းရင်မကြာသေးဆိုတဲ့စကားလုံးလေးနဲ့ထပ်ပေါင်းမယ်ဆိုရင်မကြာသေးဆိုတဲ့စကားလုံးလေးအတွဲလိုက်စကားစုလေး နော်စကားသူလေးသုံးခုထပ်ရတာတွေ့ရပါတယ်အဲ့ဒီမှာမကြာခင်ဆိုတာကဘာလဲဆိုတော့သူကနော်အနာကက်နော်အနာကက်ယခုဖြစ်ပြနေတဲ့ကာလနဲ့အနိကတ်မှာရှိတဲ့အနာကက်ကိုပြောတဲ့အတုံးအနှုံးလေးပါမကြာခင်ဒါဆိုရင်မကြာမီဆိုတာကတော့ နော်ပိုးပြီးတော့နီးကပ်လာပြီအခုပြစ်စုံပန်နဲ့ပိုးပြီးတော့နီးကပ်လာတဲ့စကလုံးလေးကိုမကြမီဆိုတဲ့စကလုံးနဲ့သုံးပါတယ်နောက်တစ်ခုကမကြသေးမကြသေးဆိုတာကတော့အတိတ်နော်အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကိုမကြသေးဆိုတဲ့စကလုံးလေးနဲ့သုံးပါဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒါကတော့ကြာနဲ့ပတ်သက်ပြီးတော့ရှေ့ရမပေါင်းမယ်နောက်ကခင်းเนาะ နဲ့ပေါင်းလိုက်ရင် မကြခင်ဆိုတဲ့စကားလုံးလေးရတယ်ကြာ ਉਹ ရှိရနေမှပေါင်းမယ်နောက်ကမီထက်ရင်မကြမီဆိုတဲ့စကားလုံးစကားစုလေးရပြီးတော့ကြာ ਉਹ ရှိကမှပေါင်းပြီးနောက်ကသေးဆိုတဲ့စကားလုံးလေးပေါင်းလိုက်ရင် မကြသေးဆိုတဲ့စကားစုလေးရတာတွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကြာဆိုတဲ့စကားလုံးကို အချိန်နဲ့ဆိုင်တဲ့နေရာတွေမှာလဲသုံးတာကိုထပ်ပြီးတော့လေ့လာတွေ့ရှိရမှာဖြစ်ပါတယ် နော်အချိန်နဲ့ဆိုင်တဲ့အသုံးနှုန်းအနာကပြစ္ဆုတ်ပံအတိတ်ဆိုတဲ့အသုံးနှုန်းတွေကိုခွဲပြီးတော့သုံးနှုန်းတာတွေကိုလည်းလစ်လာရမှာ ဖြစ်ပါတယ်ကဲဒါဆိုလစ်လာကြည့်ရအောင်ကဲဒါဆိုရင် အတိတ်အသုံးနှုန်းလေးကိုတစ်ချက်လောက်ကြည့်ကြရအောင်။နော်သူကတော့မကြသေးခင်ကကြာခဲ့ပြီ။နော်ဥပမာအနေနဲ့ကြည့်ရအောင်။မကြသေးခင်ကသူနဲ့တွေ့ခဲ့တယ်။ နော်အတိတ်အသုံးလုံးလေးကြာဆိုတဲ့ကြာကိုသုံးသွားတာဒီအလောက်ကိုစခဲ့တာကြာခဲ့ပြီဒါကအတိတ်နော်ယခုလောလောဆယ်ဖြစ်ပြက်နေတဲ့အချိန်မဟုတ်ဘဲနဲ့ဖြစ်ပြီးခဲ့တဲ့ကာလကို तू ကပြောသွားတာနော်မကြာသေးခင်က तू နဲ့တွေ့ခဲ့တယ်ဒီအလောက်ကိုစခဲ့တာကြာခဲ့ပြီ ကဲဒါဆိုလို့ရှိရင်ပြစ်ဆုတ်ပံအသုံးနှုံးလေးကိုတစ်ချက်ကြည့်အောင်ပြစ်ဆုတ်ပံအသုံးနှုံးလေးကြတော့ကြာ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 မြင်ကြာချင်းဆိုပြီးတော့ရင်ပြစ်ဆုတ်ပံအသုံးနှုံးလေးဒီလိုလေးသုံးတယ်ကဲဥပမာအနေနဲ့ကြည့်အောင်ဒီအလုတ်ကိုကြာကြာလုံနေရတယ်တဲ့ဒီအလုတ်ကိုသူလုံနေတာကြာပြီပေါ့ကြာကြာလုံ จาบีလို့ပြောတာမဟုတ်ဘူးဒီအလုတ်ကို तू လောလောဆယ်အကြာကြီးကြာကြာလုပ်နေရတယ်လို့ပြောတာအောင်မြင်ဖို့ကြာမြင့်တဲ့အချိန်လိုတယ်တာလေးဟာကြာဆိုတဲ့အတုံးကိုပြစ်စုံပံအတုံးနှုံးလေးနဲ့တုံးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်အနာကအတုံးနှုံးလေးကိုတစ်ချက်ကြည့်အောင်မကြခင်မကြမီကဲဥပမာလေးကြည့်အောင်မကြခင်မိုးရွာတော့မယ်သူကမရွာသေးဘူး ကြခင်မှာ ရွာတော့မှာမကြမီပြန်လာမယ်နော်နော်ပြန်မလာသေးဘူးနော်ပြန်လာမယ်လို့ပြောသွားတယ်မကြခင် မိုးရွာမယ်ထင်တယ်နော်တဲ့ဒါကကြာနဲ့ပတ်သက်ပြီးတော့အနာကအတော့အနှုံလေးကိုတုံးသွားတာဖြစ်ပါတယ်ကဲဒီနေရာလေးမှာပြောစရာလေးတစ်ခုရှိပါတယ်မြန်မာစကားကနည်းနည်းလေးရှုပ်တယ်ဆိုတော့ အတိတ်တုန်းကမကြသေးခင်လို့ပြောပြီးတော့အနာကကြတော့မကြခင်တဲ့ဒီနေရာလေးမှာဘာကွာခြားချက်ကလေးကိုတွေ့တယ်လဲဘလို့ကွာခြားပြီးတော့သုံးလို့ဒီစကလုံးလေးနှစ်ခုကကွာသွားတာလဲဆိုတော့သေးဆိုတဲ့စကလုံးလေးကြောင့်ပါဒီသေးဆိုတဲ့စကလုံးလေးဟာနော်မကြခင်ဆိုတဲ့အနာကကိုနော်အနာကမဖြစ် နော်မဖြစ်မီဆိုတဲ့စကလုံးကိုဒီသေးဆိုတဲ့စကလုံးကဖြစ်ပြီးဆိုတဲ့စကလုံးလေးနဲ့နော်ကွာချသွားတဲ့အတော့အုံလေးပဲဖြစ်ပါတယ်အနာဂတ်မှာမကြာခင် အတိတ်ဆိုရင်မကြာသေးခင်ကဲဒါလေးကတော့ကြာဆိုတဲ့စကလုံးလေးစကလုံးလေးကိုချက်ထွင်ပြီးတော့သုံးသွားပြီးတော့နော်သုံးသွားတဲ့စကလုံးလေးတွေမှာမှပြစ်စုံပံအနာဂတ် နော်အတိတ်ဆိုပြီးတော့ရင်နော်သုံးသွားတဲ့အသုံးအနှုန်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်ရှင် နားလည်နိုင်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်